မန္တလေးမြို့အနီးဗဟိုပြူပြီးမေလ22ရက်မနေ့ကအင်အား3.4အဆင့်ရှိတဲ့နောက်ဆက်တွဲငလင်းလှုပ်ခတ်ခဲ့တာကြောင့်ငလင်းတန်တင့်ထားတဲ့သုံးထပ်တိုက်အဆောင်တလုံးထပ်မံတင်းဆောင်ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့မိသက်ဌာနနဲ့မြို့ခံတွေစီကသိရပါဗျ။အဆိုပါနောက်ဆက်တွဲငလင်းလှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးမြို့အောင်မြေသာဆန်းမြို့နယ်တိရီမာလာအရှိရက်ကွက်တိရီမန္တလာကာဝန်ကြီးအနီး89လမ်း 23C မ်းထောက်မှာရှိတဲ့ငလင်တန်တင်ထားတဲ့သုံးထပ်တိုက်အဆောင်ဟာထပ်မံတင်ဆောင်ပြီးပြိုကျမှုဖြစ်ပွားခဲ့တယ်လို့မိသက်ဌာနကဆိုပါတယ်။မန္တလေးမြို့ပေါ်မှာမနေ့ကတရက်တည်းငလင်တန်တဲ့အဆောင်နှလုံးထပ်မံတင်းဆောင်ပြိုချခဲ့တာဖြစ်ပြီးမနေ့ကမနေ့အစောပိုင်းမိုးရွာသွန်းချိန်မှာမဟာအောင်မြို့မြို့နယ်ပဲပုတ်တန်းရက်89လမ်း36လမ်းနဲ့39လမ်းကြားမှာရှိတဲ့ငလင်တန်ကြောင့်တင်းဆောင်နေတဲ့အဆောင်တစ်လုံးထပ်မံတင်းဆောင်ပြိုချခဲ့တယ်လို့ ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့မနီဆလလူမှုကုညီအသင်းကထုတ်ပြန်ထားပါတယ်။မန္တလေးမြို့ပေါ်မှာငလင်တန်းတဲ့နေအိမ်တွေနဲ့အဆောက်အုံတွေကိုဖြိုချရှင်းလင်းဖို့ရမှာအများအပြားကြက်ရှိနေပြီးအိမ်ဖြိုဖျက်ရှင်းလင်းခတွေလည်းငွေကျပ်သိန်းချေပေါက်ဆိတ်ရှိရကြောင်းအများစုကမတက်နိုင်လို့မရှင်းလင်းနိုင်ကြသေးဘူးလို့လည်းမြို့ခံတွေကပြောပါတယ်။ဒါပြင်ငလင်တန်းကြောင့်အဆောက်အုံအောက်ပြိမိတည်ဆုံးနေတဲ့ရုပ်အလောင်းတွေကလည်းဒီကနေ့တိကြန့်ရှိနေဆဲဖြစ်ပြီးရှာဖွေထုတ်ယူနေရဆဲဖြစ်ပါတယ်။